မင်္ဂလာပါရှင်။တောင်လင်းထားရဲ့မေလ20ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာ တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းမြန်မာနယ်စပ်မော်ဖိုးကေတပ်စခန်နိုင်ပိုင်းတွင်တိုက်ပိုက်ခံခဲ့ရတဲ့သတင်း ကြုံတိုးမြို့မှာ CDM ကျောင်းဆရာတူလက်နက်ကြီးစထိမှန်သေဆုံးခဲ့တဲ့တဲ့င်းနဲ့စာသင်ကျောင်းတွေဘုံးဘတ်ကျဲနေတဲ့စစ်ကောင်စီကပညာရေးကိုမဖျက်ဆီးဖို့ပြောလာတဲ့တဲ့င်းလူမှုမီဒီယာမှာတက်လော်ဘီရဲ့ဝါဒဖြန့်ပုံဖြန့်မှုအားကောင်းလာတဲ့တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့င်းတွေမှာတော့ဒူတာတေးမိသားစုနဲ့ပြန်လည်ရင်ကြားစေရေးလမ်းဖွင့်ထားတယ်လို့ဖိလစ်ပိုင်သမ္မတပြောလိုက်တဲ့တဲ့င်း အမေဇုန်တောထဲမှာလုံခြုံရေးအဆင့်မြင့်အကျဉ်းထောင်ဖွင့်လှစ်ဖို့ပြင်သစ်စီစဉ်နေတဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်လက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ကြော်ကေထကျေးရွာနားမှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖိုးခေစခန်းကို ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မခွနဲ့ပူးပေါင်းဖွဲ့ကနိုင်ီပိုင်းတွင်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့နေဆက်တဲ့အရင်းမြစ်တွေကတန်လွင်ထားမှုပြောပါတယ် KNU တပ်မခွနဲ့ပိုင်ကြုံမြို့နယ်ထိုင်းနယ်စံတောင်းမှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့မော်ဖိုးကိစခန်းနဲ့နော်တရားစခန်းနှစ်ခုထဲကမော်ဖိုးကိစခန်းကို KNL တပ်မခွနဲ့ကရင်မျိုးသားကာကွယ်ရေးတပ် KNDO တို့ကမေလ16ရက်နေ့နေ့လယ်ပိုင်းအချိန်မှာဒရုန်းတွေနဲ့စတင်တိုက်ခိုက်ခဲ့တာပါ။ မေလ19ရက်နေ့နေ့လယ်တနာရီ45မိနစ်အချိန်ကစတင်တိုက်ခတ်ခဲ့ရာည9နာရီအချိန်ခန့်မှာ KNL တပ်မခွနဲ့ပူးပေါင်းတပ်တွေကစခန်းတစ်ခုလုံးကိုသိမ်းပိုင်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်သားတွေဟာစခန်းစွန့်ခွာထွက်ပြေးခဲ့ကထိုင်းနိုင်ငံထက်ဆန်ရန်မြို့နယ်မဲတန်ကျေးရွာထဲကိုထွက်ပြေးလာခဲ့တယ်လို့နေဆက်တဲ့အရင်းမြစ်တွေကဖော်ပြထားပါတယ်။မော်ဘိုးကေစခန်းသိမ်းတိုက်ပွဲမှာ KNL တပ်မခွနဲ့ပူးပေါင်းတပ်ဖွဲ့ကစစ်ကောင်စီတပ်စီကနေလက်နက်ခဲယမ်းတွေအများပြားရရှိခဲ့ပြီး မေလ20ရက်နေ့နေ့လယ်ပိုင်းမှာတော့စခန်းတစ်ခုလုံးကိုမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့နေဆက်တဲ့အရင်းမြစ်တွေကဆိုပါတယ်။စခန်းသိမ်းတိုက်ပွဲကြောင့်ပလိုင်းပွဲမြို့နယ်ထဲကကြော်ကေထရွာအပါဝင်အနီးနားကျေးရွာတွေကဒေသခံပြည်သူ200ကျော်ဟာထိုင်းနိုင်ငံတဲကိုထွက်ပြေးရောက်ရှိလာခဲ့ပြီးထိုင်းတောင်ဝင်ရှိသူတွေကအကူအညီဆောင်ရှောက်ပေးထားတယ်လို့လည်းထိုင်းသတင်းအရင်းမြစ်တွေကထုတ်ပြန်အသိပေးထားပါတယ်။မော်ဖိုကေစခန်းကိုတိမ်ပိုင်လိုက်နိုင်တဲ့အတွက် KNU တပ်မခွနဲ့ပိုင်ကြုံမြို့နယ်ဒေါနာတောင်ရှေ့ဘက်ချမ်း ထိုင်းနယ်စပ်အနီးအနားမှာစစ်ကောင်စီတပ်ရဲ့နော်တရားတောင်ထိပ်ပေါ်ကစခန်းတစ်ခုသာကျန်ရှိတော်တာဖြစ်ပြီးအဲ့ဒီစခန်းကိုလည်းဆက်လက်သိမ်းပရရှိနိုင်မှုအတွက်ထိုးစစ်ဆင်သွားမှာဖြစ်တယ်လို့စစ်ရေးသတင်းအရေးမြတွေကဆိုပါတယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မခွနဲ့ပူပေါင်းတပ်ဟာ KNU တပ်မခွနဲ့နဲ့မြေထိုင်းနယ်စပ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ပူလူတူခလဲဒေမော်ဖာတူတာလဲတခေါ်ဘီခီမဲလာနဲ့မော်ဖိုးခီ စုစုပေါင်းစခန်းခွနှစ်ခုကိုမက်ရှလာကနေမေလာအထိ၃လတာတွင်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာပါစစ်ကောင်စီတပ်ကတော့သိမ်းပိုက်ခံထားရတဲ့တပ်စခန်းတွေစီမြေပြင်စစ်ကူအနေနဲ့ပိုပင်းနိုင်ခြင်းမရှိတော့ဘဲလေကြောင်းပစ်ကူကိုသာအ धिक အားထားနေရပြီး၃လတာအတွင်း KNU တပ်မှ9နယ်မြေထဲမှာရှိတဲ့တပ်စခန်းခွနှစ်ခုကိုသိမ်းပိုက်ခံထားရပါတယ် ရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့မှာစစ်ရှောင်ရာကနေနေအိမ်ခဏပြန်လာတဲ့ CDM ကျောင်းဆရာတဦးလက်နက်ကြီးစထိမှန်တေဆုံးခဲ့တယ်လို့ဒေသခံတွေကတလင်ထမ်းမှုပြောပါရယ်မေလ16ရက်နေ့နေ့လယ်တနာရီအချိန်ခန့်မှာ CDM ကျောင်းဆရာကိုသက်ဦးဟာနေအိမ်မှာရှိနေတဲ့ပစ္စည်းတချို့ကိုလာရောက်ကောက်ယူစဉ်သူ့ရဲ့နေအိမ်အနီးကိုလက်နက်ကြီးတလုံးကျရောက်ပောက်ကွဲခဲ့တာပါလက်နက်ကြီးကျရောက်ပောက်ကွဲမှုကြောင့် CDM ကျောင်းဆရာကိုသက်ဦးဟာလက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ေဆုံးခဲ့ရတာဖြစ်ပါတယ်။လက်နက်ကြီးထိမှန်တေဆုံးသွားတဲ့ကျောင်းဆရာရဲ့နာရီးကိုတော့မျိုးပေါ်မှာကြံရင့်နေသူတချို့ကဆောင်ရွက်ပေးဖို့စီစဉ်လောက်ကင်ပေးခဲ့ကြတယ်လို့သိရပါတယ်။ဒေသခံတွေရဲ့အဆိုအရဒီလက်နက်ကြီးဟာကျုံတို့အခြေဆိုင်စစ်ကောင်စီရဲ့အမှန်၅၄6မြန်တရင်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးလို့သုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်။ပြီးခဲ့တဲ့ April လစန်းပိုင်းလောက်ကလည်းကော့ဂရိတ်မြို့နဲ့ကျုံတို့မြို့အနီးဝန်းကျင်တိုက်ပွဲတွေကြောင့်ကျုံတို့မျိုးပေါ်ကဒေသခံတွေဟာ ပေးလို့ရာကိုထွက်ပြေးတင်းရှောင်နေကြရပြီးအိမ်ဆောင်တချို့သာကြံရီးခဲ့ကြတယ်လို့သိရပါဗျ။မေလ20ရက်နေ့အထိလဲကြုံတို့မြို့ဝင်းကျင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးနှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကလည်းကွန်ကရစ်မြို့နယ်ကြုံွယ်ကျေးရွာကဖုန်ကြီးကြောင်ပေါ်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်ကျောင်းထိုင်စရာတော့ပြန်လုံတော်မူခဲ့ပါတယ်။ ကော့ဂရိတ်မြို့နဲ့ကျုံတုံးမြို့အနီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံ20ထပ်မင်းသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူ40နီးပါးရှိခဲ့ကဆက်ဆောင်ရသူတသိန်းကျော်အထိရှိလာခဲ့တာဖြစ်ပါတယ်။ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1569ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူရဲ့နောက်ဆုံးရရှိထားတဲ့ဇင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1569ရက်အတွင်း အစမ်းဖတ်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6696ဝက်ထိရှိလာပြီဖြစ်ပါတယ်။ကြာပြင်ဖန်စီထိန်သိမ်းခံထားရသူ29156ဝက်ထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ9050အထိရှိလာပြီဖြစ်ပါတယ်။မိုးပြင်းနယ်မှာတော့အာနာသိမ့်မှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။

နိုင်ငံတော်ရှိစာတင်ကျောင်းတွေကိုလေကျောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်နေတဲ့စစ်ကောင်စီကတော်လန်၏အင်အားစုတွေကိုကြံ့ဖက်သမားလို့သုံးသုံးပြီးပညာရေးကဏ္ဍကိုမနှောက်ရှက်ဖို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်ကပြောလာပါတယ်။မေလ16ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီဆိုရဖွဲ့ရဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာစစ်ကောင်ဆောင်ကအမှားစကားပြောကြားရမှာပညာရေးကဏ္ဍနဲ့ပတ်သက်ပြီးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကပညာရေးကဏ္ဍကိုနှောက်ရှက်ဖျက်ဆီးနေမယ်ဆိုပါကအဲ့ဒီဒေသတွေနေနဲ့ အခြားဒေသတွေရဲ့နောက်မှာကြံခဲ့မှာဖြစ်သလိုပညာရေးကဏ္ဍကိုနှောက်ယှက်ဖျက်ဆီးခြင်းဟာမိမိတို့အနာဂတ်ကိုဖျက်ဆီးနေတာဖြစ်တဲ့အတွက်အသိရှိဖို့လိုအပ်တယ်လို့သူအပြစ်ကိုပုံကွယ်ပြောဆိုခဲ့တာပါ CDN ဆီယမတူကတော့စစ်ကောင်စီကသူတို့ကိုယ်တိုင်ဘုံပတ်ကျဲပြီးအခုလိုပညာရေးကဏ္ဍကိုမနှောက်ယှက်ဖို့ပြောဆိုတာဟာပြောင်းလဲတာဖြစ်တယ်လို့ဝေဖန်ပါတယ်မှားလို့အနေနဲ့ကလည်းဒီကြောင်းလေးကလည်းဟိုဘယ်လိုပြောလဲဒီခလေးရယ်နှစ်စီလာများတိတ်ထားတာကြားတဲ့ခါကြတော့နော် လေးတွေပညာရေးလေးရပါစီတော့ဆိုပြီးတော့ဒါ NUG ရနေပြီးတော့စီစဉ်လာရောကိုတိုင်းတိုင်းပြင်လာရောပေါ့နော်အဲ့လိုမျိုးကလေးတွေပညာရေးဆက်ပြတ်တော့မှဆလို့ပြင်ပေးကြတာပေါ့နော်ဒါကိုမှသူကဒါနော်တကယ်ကိုဖောက်ပြပြီးတော့တကယ်ကိုညှို့မှအဆက်တယ်လို့ပြောမှာပေါ့ပြင်ကြောင်းမျိုးဆလို့ဘက်ရနေတာတော့ဒါနိုင်ငံတကာလည်းသိပြီးလူတွေလည်းအကုန်လုံး ပြည်သူလူတွေလည်းသိတယ်ပေါ့နော်အကောင်လုံးသိပြီးတော့မှသူကတခါသူကပြန်ပြီးတော့ပြောနေပြီးတယ်ဆိုတော့မျိုးပြောင်းပြောင်းလဲနေပြောင်းနေတယ်စစ်ကောင်စီနေနဲ့စီရေးပြမှတ်မှုတဲ့စာတင်ကြောင်းတွေပုံကျဲပြီးចောင်းသားចောင်းသူတွေကိုတိုက်ခိုက်သက်ပြက်တာဟာចောင်းသားចောင်းသူတွေကိုစာတင်ကန်းနဲ့မဝင်နိုင်အောင်လုပ်တာဖြစ်ပြီးအနာဂတ်ပညာတတ်မရှိအောင်လှုံ့ဆော်တာဖြစ်တယ်လို့သူကဆက်ပြောပါတယ်ပညာရေးကဏ္ဍကိုမဖျက်ဆီးဖို့ပြောလာတဲ့စစ်ကောင်စီဟာပြီးခဲ့တဲ့မေလ12ရက်နေ့ကစကိုင်းတိုင်း ဒီပဲရင်မြို့နယ်အိုးတိန်တွင်ကြီးရွာရှိစာသင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဆီယာမတွေပါဝင်ကလေးငယ်24ဦးသေဆုံးခဲ့ပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့အိုးတိန်တွင်ကြီးရွာစာသင်ကျောင်းဟာမြို့သားညီညွတ်ရေးဆိုရ NUG ပညာရေးဝန်ကြီးခဏလောက်ခံဂျားကာလာပညာရေးအကြောင်းတစ်ကြောင်းလည်းဖြစ်ပါတယ်။မွန်ပြည်တော်လေးတဲ့ MSRS ပြောခွင့်ရနိုင်ငံကားကတော့စစ်ကောင်စီကပညာရေးကဏ္ဍကိုမနှောက်ယှက်ဖို့ပြောဆိုနေပေမယ့် တို့ကိုယ်တိုင်စာတင်ကြောင်းတွေကိုပြင့်မှတ်ထားတိုက်ခိုက်တာဟာလူခွေရင်းနဲ့နိုင်ငံတကာဥပဒေကိုဖောက်ပြက်တာဖြစ်တယ်လို့အင်မတန်ဆိုးရွားတဲ့ကြံဖတ်မှုဖြစ်တယ်လို့ပြောပါတယ်။တိုက်ပွဲအတွင်းမှာဆေးရုံနဲ့စာတင်ကြောင်းကိုပြင့်မှတ်ထား괴မရှိဘူးလို့ကုလသမဂ္ဂကထုတ်ပြန်ထားတာရှိတယ်။စာတင်ကြောင်းကိုတိုက်တယ်ဆိုတာဟာဒီလူခွေကိုချိုးဟိုကြီးမားစွာချိုးဖောက်တာဖြစ်ပြီးတော့နိုင်ငံတကာကသဘောတူညီထားတဲ့ဥပဒေကိုဖောက်ဖြစ်ပြရောက်တယ်။စာတင်ကြောင်းကို ဘုံကျဲတာတိုက်ခိုက်တာဟာအကျံဖက်ဟိုအင်မတန်မှကြီးရွတ်ဆိုးရွားတဲ့အကျံဖက်မှု6ခုထဲကတစ်ခုဖြစ်တယ်စီကောင်စီကအခုလိုစာတင်ကြောင်းတွေကိုရွေချက်ရှိရှိတိုက်ခိုက်တာဟာပြည်သူတွေကိုတော်လိုင်းအင်အားစုတွေနဲ့မပူးပေါင်းနိုင်အောင်ခြောက်လန့်တာ ဖြစ်တယ်လို့နိုင်ငံတကာဖိအားမခံရအောင်လဲဆိုရှယ်မီဒီယာကတဆင့်ကြောင်းလင်းတာတွေလှုံ့ဆော်လာတယ်လို့သူကဆက်ပြောပါတယ်စာတင်ကြောင်းတွေကိုဘုံပဲကျင်းနေတဲ့စစ်ကောင်စီကတော့ညာတဲ့လူသားကြီးမြေကောင်းတွေမဖြစ်မနေ ပေါ်ဆောင်ပေးရမှာဖြစ်ပြီးပညာတတ်တွေရှိမှသာလျှင်နိုင်ငံအနာဂတ်အတွက်စိတ်ချရမှာကိုအမြဲခံယူထားဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ကဆိုပါတယ်။ NUG လူခွေရေးဆိုင်ရာဝန်ကြီးဌာနရဲ့ချက်လက်တွေအရ2023ခုနှစ်ဇန်နဝါရီ1ရက်နေ့ကနေအခုနှစ်မေ12ရက်နေ့ထိနိုင်ငံတကာမှာစစ်ကောင်စီရဲ့လေကြောင်းတထမ်းမှုကြောင့်အရက်သား3000ကျော်တိဆုံးခဲ့ပြီးအဲ့ဒီထဲမှာစာတင်ကြောင်း240ကျော်ဘုံကျဲတိုက်ခိုက်ခံခဲ့ရတာပါ။ စစ်ကောင်စီကနိုင်ငံပိုင်းရုပ်သံတွေနဲ့သတင်းစာတွေ online platform တွေအပြင်စစ်တပ် lobby တွေကိုပါအုံပြူပြီးရွယ်ချက်ရှိရှိဝါဒဖြန့်ပုံဖြတ်မှုတွေကိုပါတိုးမြင့်လှောက်ဆောင်လာနေပါတယ်။ဒီအကြောင်းကိုတော့ Wine ကတင်ဆက်ပေးထားပါတယ်။ဝါဒဖြန့်ချင်ရဲ့ရန်နေရာတွေကိုစစ်ကောင်စီကနိုင်ငံပိုင်းရုပ်သံတွေနဲ့သတင်းစာတွေ online platform တွေအပြင်စစ်တပ် lobby တွေကိုအုံပြူပြီးရွယ်ချက်ရှိရှိဝါဒဖြန့်ပုံဖြတ်မှုတွေတိုးမြင့်လာနေပါတယ်။ ိုးတိမ်တွင်စတင်ကြောင်းဘုံကျဲခံရတဲ့ဖြစ်စဉ်မှာတိတာထင်ရှားစွာစစ်ကောင်စီရဲ့ကျူးလွန်မှုတွေကိုဖုံးကွယ်ဖို့စက်ကြောင်းအမှားတွေနဲ့ဝါရဖြန့်ပုံဖြတ်မှုတွေကိုသတင်းမီဒီယာတွေရဲ့ post အောက်မှာအကောင့်တွေနဲ့အွန်လိုင်းကျင်းလိုက်ရေးသားကြတာတွေ့ရပါတယ်။အလားတူနိုင်ငံပိုင်ရုပ်သံမီဒီယာတွေကတစင်စိတ်ရာဆွေးမှုတွေကိုမကျူးလွန်ကြောင်းပြောင်းကြကြငင်းဆန်တဲ့သတင်းတွေထုတ်လွှင့်တာအပါအဝင် Telegram နဲ့ TikTok တွေမှာလည်းတက်လော်ဘီတွေကအချက်လက်အမှားတွေနဲ့မှိုင်းတိုက်ပြီးဝါရဖြန့်နေကြတာဖြစ်ပါတယ်။ ဒီအပေါ်မြို့သားညညရေးဆိုရ NUG ကစစ်တပ် lobby များစွာကိုငွေပေးအသုံးပြုပြီးတရင်တူတွေပုံဖြတ်ထားတဲ့ချက်လက်တွေနဲ့ဖြန့်ချီနေတာဟာကျူးလွန်ထားတဲ့စစ်ရာဇဝဲမှုတွေကိုဖုံးကွယ်ဖို့စူးစမ်းနေတာလို့တုံ့ပြန်ထားတာပါလွတ်လပ်တဲ့မြန်မာသတင်းမီဒီယာကောင်စီ IPCN အတွင်းမှဦးတိုးစွာလက Facebook မှာစစ်တပ်ရဲ့တရင်တူတရင်မားတွေကိုဖဲထုတ်မှုရပ်ဆိုင်းထားခြင်းတွင်အခွင့်အကောင်းယူပြီးလက်နက်တပ်ဖွဲ့အသုံးချတာလို့တန်လွင်တိုင်းကိုပြောပါတယ်တရင်တရင်ကိုလက်နက်လို့သူတို့ကအသုံးချပြီးတော့ နောက်တစ်ခုကလည်းဟိုနေ့မှာကျွန်တော်တို့ social media တွေသူတပြင် Facebook နဲ့ Facebook မှာအဲ့လိုမျိုးသတင်းတွေကိုဖယ်တဲ့ဟာကိုခဏရပ်ထားတာကိုခွင့်ကောင်းယူပြီးတော့ရင်တော့သတင်းတူသတင်းမှာစစ်တပ်ရဲ့ channel ဆိုပြီးဖယ်တဲ့ဖယ်ထုတ်ပြတဲ့ဗန်လုပ်တဲ့အပမတက်ကြည့်တယ်အဲ့ဒါခဏလောလောဆယ်အလုတ်လုံမနေဘူးဖယ်ထုတ်မှုတွေရပ်ထားတယ်ဆိုတဲ့အခြေအနေရှိနေတယ်အဲ့ဒါကိုခွင့်ကောင်းယူပြီးတော့အခုလိုမျိုးဝမ်းနဲ့ကြေကွဲစရာအဖွဲကိုသူတို့အဖြစ်ပြက်ကိုသူတို့ကဟိုလက်နက်တပွဲ ဖို့တုံးလာတယ်လို့ပြောပြကြခင်ဗျာမေ၁၇ရက်နေ့ကစကိုင်းတိုင်းတပရင်းမြို့နယ်အိုတိန်တွင်းရွာမှာရှိတဲ့မြို့သားညွေရေးဆိုရ NUG ပညာရေးဝန်ကြီးဌာနအောက်မှာဖွင့်လှစ်ထားတဲ့စာတင်ကြောင်တစ်ကြောင်ဘုံကျဲတိုက်ခိုက်ခံခဲ့ရတာပါအဲ့တိုက်ခိုက်မှုကိုစစ်ကောင်စီလေတပ်ကနေ Jet Fighter တစ်စီးနဲ့လာရောက်ဘုံကျဲခဲ့တာဖြစ်ပြီးစာတင်ကြောင်မှာရှိတဲ့ចောင်းစီယာနှုတ်အပါဝင်ចောင်းသားចောင်းသူ24ဦးထိသေဆုံးခဲ့ရတယ်လို့40ကျော်ဒဏ်ရာရရှိခဲ့ပါတယ် တက်လော်ဘီတွေကကြောင်းကန်နဲ့ PDF တွေလက်လုံမိုင်းလုပ်လို့ပောက်ကွဲတာကိုစစ်တပ်အပေါ်လွှဲချတယ်ဆိုတော့သတင်းမီဒီယာတွေရဲ့ post တွေအောက်မှာရေးသားကြတယ်လို့ဇလန်းစင်လင်းလဲတာဆိုပြီးတော့လည်းဖြစ်စဉ်ကိုဝေဝါအောင်ပုံဖြတ်ကြပါသည်ဒီအပေါ်ဆရာနာရှင်စနစ်ကိုစန့်ကျင်ကြတဲ့ပြည်တွင်းကတော်လန်ရေးထောက်ခံသူတွေထောက်ပို့တွေပြည်သူတွေကတော့စစ်တပ်လော်ဘီတွေရဲ့ဝါရဖြန့်ပုံဖြတ်မှုတွေကိုဖုံးလန်းသွားနိုင်တဲ့အချက်လက်တွေနဲ့မတန်ပြန်နိုင်ကြပါဘူး ကျောင်းရင်ကတော့အာနာသိမ့်ပြီးတဲ့နောက်ဒီကနေ့အထိလွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်တွေကိုအရေးယူထောင်ချလို့ရတဲ့ဥပဒေပုံမှန်တွေနဲ့ကန့်သက်ထားသလိုလူမှုကွန်ရက်အသုံးပြုမှုတွေကိုလည်းစက်ကောင်စီကစောင့်ကြည့်နေတာပါစီရီယာပိုကြီးစင်ရောကစက်ကောင်စီအနေနဲ့တက်လော်ဘီတွေရဲ့ပြောဆိုမှုတွေကိုလိုက်လုံနေတဲ့အနေအထားဖြစ်တဲ့အတွက်လီဆယ်ပြောဆိုမှုတွေကိုတော်လှန်ရေးဘက်မှပါဝင်သူတွေအချက်ကျလက်ကျတံပြန်တင်တယ်လို့ထောက်ပြပါဗျာသူတို့တွေလီဆယ်ပြီးပြောနေတယ်ဆိုတာမျိုးကိုပုံမထင်ရှားလာအောင်ပေါ့နော် တော်လံပြည်သူရောကျွန်တော်တို့ဒီတော်လံပြည်သူကိုမဟုတ်တဲ့ဒီဈာနေပြည်သူရောစစ်တပ်ထောက်ခံတဲ့သူတွေရောပါအားလုံးယုံကြည်အောင်ကျွန်တော်တို့ဘက်ကလည်းဒဏ်ပြန်တိုက်ခိုက်ရပါမယ်သူတို့လော်ဘီတွေကအစင်တန်းရှိတဲ့အနေထားမဟုတ်ပါဘူးကျွန်တော်တို့ဘက်မှာဒီမြို့တော်လိုင်းဘက်မှာပါဝင်လာတဲ့ဒီအထင်ကြီးပုံကူတွေမှာပညာရက်တွေပညာရှိတွေအသိပညာရှင်တွေအတတ်ပညာရှင်တွေအများကြီးပါပါတယ်အမှုပညာရှင်တွေရောအဲဒီပုံကူတွေကပါဒီစစ်ကောင်စီလော်ဘီတွေရဲ့ဟာတွေကို အတုံပြန်ဖြည့်ရှင်းစရာမလိုဘူးဆိုပေမဲ့ပြည်သူတွေကိုအမှန်တရားသိအောင်ကျွန်တော်တို့ကရှင်းပြသင့်ပါတယ်အနုမို့ဆိုရင်ဒီ lobby တွေအားကောင်းလာပြီဆိုရင်စစ်တပ်ကလည်းသူတို့ lobby တွေပြောလိုက်တာမှန်တယ်ဆိုရင်ရောင်ဝါးဝါးနဲ့ပေါ့နော်လိုက်လို့ရတာစစ်ကောင်စီအနေနဲ့အာဏာသိမ်းပြီးအစောပိုင်းကာလတွေမှာ Facebook social media ရဲ့တားမြစ်ပိတ်ပင်မှုတွေကြောင့်စစ်တပ်ရဲ့ဝါဒဖြန့်ချီတဲ့သတင်းတွေကို Telegram channel တွေကတဆင့်ကူးပြောင်းခဲ့ပါတယ်စစ်တပ်ထောက်ခံသူတွေ တက်လော်ဘီတွေအပါအဝင်အထောက်ပံ့ပေးထားတဲ့သတင်းမီဒီယာကဏ္ဍကပုံကိုတချို့ကလည်း Telegram Channel တွေမှာစက်ကောင်စီရဲ့ဝါဒဖြန့်ချီရဲ့ရန်ရားတွေကိုဆက်လက်အသက်သွင်းခဲ့ပါတယ်။တက်လော်ဘီတွေရဲ့ပုံဖြတ်မှုတွေထဲမှာလန်ဒတာတွေဘုံဖွဲဖြက်စည်းခံရလို့တွာလာပို့ဆောင်ရေးခက်ခဲကြောင်းကုံစည်းနှုံတက်တာပါဝင်လျက်စစ်တာဝါတိုင်းတွေဖြက်စည်းခံရလို့မိပြတ်တာ PDF တွေကြောင်းဆိုတဲ့အထင်ရောက်အောင်ဝါဒဖြန့်လှုံ့ဆော်နေကြတာပါ။ ဂျာဟာစစ်တပ်အာဏာသိမ်းလို့တိုင်းပြည်ကဗပောင်းဆောင်ချုပ်ချုပ်ကြနေတာကိုပြည်သူတွေကစစ်ကောင်စီကိုလက်ညှိုးထိုးအပြစ်ပုံချတာကိုရှောင်ရှားပြီးတော်လိုင်းရေးဖွဲ့တွေကိုလွှဲချတာဖြစ်လို့အထူးဂရုပြုသင့်ကြောင်းထောက်ပြမှုတွေလည်းရှိနေပြန်ပါတယ်။မွန်ပြည်တော်လိုင်းရေးတပ် MSRF ပြောခွင့်ရနိုင်တဲ့ကားကတက်လော်ဘီတွေရဲ့နှီးမျိုးစုံဝါဒဖြန့်ပုံဖြတ်မှုတွေကိုကံပြံမတိုက်ခိုက်နိုင်ရင်ပြည်သူတွေရဲ့ထောက်ခံမှုရော့လာမယ်လို့တန်လွင်တိုင်းကိုပြောပါတယ်။ဒါဟုကြုံလွှားနိုင်ဖို့အတွက်ဒီတော်လိုင်းရေးအဖွဲ့အစည်းတွေအားလုံးက ဒီစီရေးဘက်မှာဟိုတွန်းအားဒီအချိန်မြင့်တလို့ဒီမီဒီယာဘက်မှာလည်းအချိန်အဟုန်ဟိုမြင့်မြင့်နဲ့ဟိုပြန်လဲခုခံတိုက်ခိုက်သွားဖို့တော့လိုတယ်အမဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ပြည်သူတွေရဲ့ဒီဟိုအထင်မြင်လွဲမှုကိုကျွန်တော်တို့ခံရပြီးတော့ထောက်ခံမှုတွေလည်းညော့လာမှာဖြစ်တယ်လိလာသူတွေကတော့စက်ကောင်စီကရက်သားတွေပေါ်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ကိုစစ်တပ်လော်ဘီတွေကကိုမားကိုသူများအမားဖြစ်အောင် ပြည်သူတွေရဲ့အတွေ့အကြုံတန်ရာစိတ်ဝင်အောင်ကြားနေပြည်သူတွေများလာအောင်တွန်းပို့နေတာလို့သုံးသပ်ကြပါသည်။အန်ယူဂျီကလည်းသတင်းမှန်ကိုဖုံးကွယ်လိညာနေကြတဲ့စစ်တပ် lobby တွေအားလုံးကိုဥပဒေနဲ့ညီအပြစ်ပေးအရေးယူနိုင်ရေးကြိုးပမ်းသွားမှာဖြစ်တယ်လို့စစ်တပ်ရဲ့ကျူးလွန်မှုတွေရပ်တန့်စေရေးကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းနေနဲ့လည်းလက်တွေ့ကြတဲ့ဖိအားပေးအရေးယူမှုတွေလှုံ့ဆော်ဖို့တိုက်တွန်းထားပါသည်။ ုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဒူတာတေးမီသားစုနဲ့ပြန်လည်ရင်ကြားစေရလမ်းဖွင့်ပေးထားတယ်လို့ဖိလစ်ပိုင်သမ္မတပြောလာပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါတယ်။ပြိုင်ဆိုင်မှုပြင်းထန်ပြီးအရေးပါတဲ့လွှတ်တော်ရွေးကောက်ပွဲမှာဆက်ဆက်ရေးအဆင်မပြေဖြစ်နေတဲ့ဒုတိယသမ္မတဆာရာဒူတာတေရဲ့မဟာမိတ်တွေအလားအလာကောင်းမယ်လို့မျှော်လင့်ရပြီးနောက်ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကဒူတာတေမိသားစုနဲ့ပြန်လည်ရင်ကြားရှိရေးလမ်းဖွင့်ထားတယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့မေလ16ရက်က Facebook စာမျက်နှာမှာပေါ်ပြထားတဲ့ဗီဒီယိုဖိုင်နဲ့တမရမာကိုစ်ကသူ့အနေနဲ့ရန်သူတွေထက်မိတ်ဆွေတွေကိုပဲပိုအလိုရှိရဲ့လို့ပြောဆိုထားပါတယ်။တမရမာကိုစ်ဟာသူ့ရဲ့လက်ကျန်ယာတုတက်တန်း3နှစ်အတွင်းအကောင့်ထဲပေါ်မဲ့ကိစ္စရက်တွေကိုရုံလုံးပေါ်လာဖို့ကြိုးပမ်းနေပါတယ်။ ိုင်ငံရေးအင်အားကြီးမိသားစုနှစ်စု2022ခုနှစ်မှာပူးပေါင်းပြီးရွေးကောက်ပွဲဝင်ရမှာမိသားစုနှစ်ခုစလုံးအောင်မြင်ခဲ့ပြီးနောက်လူသိရှင်ကြားပရိပခဖြစ်ပွားခဲ့ပြီးသမရမာကိုစ်ကဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့လမ်းဖွင့်ထားတယ်လို့ပြောကြားလာတာဖြစ်ပါတယ်။ဒုတိယသမရဆာရာဒူတာတေးဟာဆွဆွဲဖြစ်တင်မှုတွေနဲ့ရင်ဆိုင်နေရပြီးနိုင်ငံရေးရာထူးရယူမှုကနေတားမြစ်ခံထားရတာကြောင့်သူရဲ့2028သမရရွေးကောက်ပွဲဝင်ပြိုင်မဲ့အစီအစဉ်ပြတ်ပြဲသွားနိုင်ပါတယ်။ သူရဲ့ဖခင်တမရဟောင်ဒူတာဒေဟာဒီဟိတ်မျိုးနိုင်ငံတကာရာဇဝတ်မှုတရားရုံးမှာဖမ်းဆီးခံထားရပေမဲ့သူရဲ့မွေးရဲမျိုးဒါဗောင်မျိုးတော်ဝန်ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရထားပါတယ်။မေလ12ရက်ရွေးကောက်ပွဲမှာမာကိုစ်ရဲ့မဟာမိတ်တွေအနိုင်ရမယ်လို့မျှော်လင့်ရပေမဲ့ဒူတာဒေမိသားစုရဲ့မဟာမိတ်တွေလည်းအခြေအနေကောင်းနေတာကြောင့်လွှတ်တော်ထဲမှာအင်အားပြန့်ညှိရနိုင်တဲ့အခြေအနေနဲ့ကြုံနေရတာပါ။ တမရမာကော့စ်ကိုလှုပ်ကြံတက်ဖြတ်ဖို့လူသက်သမားတွေနဲ့ပြောဆိုထားပြီးဖြစ်တယ်လို့ပြောကြားခဲ့တဲ့ဆာရာဒူတာဒေးအပေါ်ဆွဆွဲပြစ်တင်မှုဟာသူ့နဲ့မသက်ဆိုင်တယ်လို့တမရကပြုမှုနေပြီးဆွဆွဲပြစ်တင်ရေးကလွှတ်တော်နဲ့ပဲသက်ဆိုင်တယ်လို့ပြောထားပါတယ်။အမေဇုန်တော်ထဲမှာလုံခြုံရေးအဆင့်မြင့်အကျဉ်းထောင်ဖွင့်လှစ်ဖို့ပြင်သစ်စီစဉ်နေပါတယ်။ဒီသတင်းကိုတော့ဝိုင်းနီကပြောပြပေးထားပါတယ်။မိုးရေဆေးဝါးရောင်းဝယ်သူတွေနဲ့အစွန်းရောက်အစ္စလာမစ်တွေကိုဖမ်းဆီးထားဖို့ ်ပြင်သစ်ဂရနာဒေတာမှာလွန်ကြုံရေးအဆင့်မြင့်အချင်းထောင်အစ်စ်တခုတိဆောက်မှာဖြစ်ကြောင်းပြင်သစ်တရားရေးဝန်ကြီးကပြောကြားလိုက်ပါတယ်။အဲ့ဒီအချင်းထောင်အစ်စ်မှာမိုးရေးဆေးဝါးရောင်းဝယ်မှုတွင်ဆက်အတွင်ပါဝင်တဲ့ရာဇဝတ်သားအလုံးကိုဖမ်းဆီးထားမှာဖြစ်တယ်လို့ဝန်ကြီးဒါမီနင်ကလီဂျာနယ်ဒူဒီမန်ရှေ JDD သတင်းစာကိုပြောကြားထားပါတယ်။2028နှစ်စန်းပိုင်းမှာဖွင့်လှစ်နိုင်တဲ့ယူရိုတန်400တန်အဲ့ဒီအချင်းထောင်ကိုပြင်သစ်ပိုင်းစိန့်လော်ရစ်ဒူမာရိုနီဒေသမှာရှိတဲ့အမေဇုန်ဒေါနက်ထဲမှာတိစောက်သွားမှာဖြစ်ပါတယ် ပြည်ထောင်နိုင်ငံတွဲမှာရှိတဲ့ကျင်းထောင်တွေမှာဝန်ထမ်းတွေအပေါ်ရာဇဝတ်ခိုင်းတွေနဲ့ဆက်ဆက်တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်အခုလိုအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။အကျင်းထောင်အသက်မှာ NDA ရှိဆုံးအကျဉ်းသားတွေကိုထားရှိမှာဖြစ်ပြီးစုစုပေါင်းအကျဉ်းသား900အထိလက်ခံနိုင်မှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကျဉ်းထောင်အတွက်အုပ်ချုပ်ရေးအဖွဲ့ကလည်းတင်းတင်းကြပ်ကြပ်အုပ်ချုပ်မဲ့သူတွေကိုရွေးချယ်ခန့်အပ်သွားမှာဖြစ်တယ်လို့ပြင်သစ်တရားရေးဝန်ကြီးကပြောပါတယ်။ပြင်သစ်ပိုင်ဂူရနာဒေတာဟာအမေရိကရဲ့အရှေ့မြောက်ကမ်းရိုးတန်းမှာတည်ရှိပြီးတော့ ဒေသခံတွေအနေနဲ့ပြင်သစ်ရွေးကောက်ပွဲတွေမှာမဲပေးခွင့်ရရှိထားတာဖြစ်ပါတယ်။လက်ရှိပြင်သစ်အကျဉ်းထောင်တွေမှာထောင်ထဲကိုလက်ကင်ဖုန်ခိုးသွင်းမှုတွေရှိနေပြီးမွေးရစေဝါရောင်းဝယ်သူတွေကအုံချနေတာကြားပြီးဖြစ်ကြောင်းသိရပါတယ်။ပြင်သစ်မှာအကျဉ်းချခံထားရတဲ့ရာဇဝတ်သားတွေကထောင်ထဲကနေရာဇဝတ်မှုတွေဆက်လက်ကျူးလွန်နေတဲ့ဖြစ်ရပ်တွေရှိနေတယ်လို့သိရပါတယ်။ မ်းဖြတ်မေလ22ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိမ်အထင်အင့်ထူထန်နေပြီးကြံတပီလုံးမှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်တွေအရအနောက်တောင်မုတ်တုံလေဟာမြန်မာနိုင်ငံတောင်ဘက်စွန်းဒေသတွေမှာမေလ23ရက်နေ့မှာစတင်ဝင်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေကိုမေလ22ရက်နေ့ကနေ26ရက်အတွင်းမှာတော့လကောင်းမြန်မာနိုင်ငံအလဲပိုင်းနဲ့အထက်ပိုင်းဒေသတွေကိုဇွန်လ1ရက်နေ့နဲ့နောက်ပိုင်းမှာတော့လကောင်းဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ယခုတစ်ပတ်အတွင်းမုတ်တုံမိုးတဲဆောင်လာတဲ့လေပွေလိုင်းတွေနဲ့ဘင်္ဂလားပင်လယ်အော်အတွင်းလေပြင်းအားနဲ့မြောင်တန်းတွေကြောင့်လေပြင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်များဖြစ်ပေါ်ခြင်းနေရာကွက်လုံမိုးကြီးခြင်းရုတ်တရက်ရွေလွှမ်းမိုးခြင်းမိုးသီးများကျွေကြခြင်း ဖျက်ဆီးလက်ချင်းနဲ့မိုးကြိုးပစ်ချင်းစတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်လို့အထူးခွေးပြုကြရမှာဖြစ်ပါတယ်။အထူးသဖြင့်ငလင်ဘေးသင့်ဒေသတွေမှာမုတ်တုံမိုးကြောင့်မြေကျွန်းကျချင်း၊မြေပြိုချင်းနဲ့ရိုင်းနေနေတဲ့အဆောက်အဦတွေပြိုကျမှုတွေဖြစ်ပေါ်နိုင်ပါတယ်။မနေ့ပြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အိုးတို့မှာမုတ်တုံလေးအားအသင့်အသင့်ရှိနိုင်ပြီးတိမ်အသင့်အသင့်မှတိမ်ထူထန်နိုင်ပါတယ်။တနင်္လာရီကံယူတန်း၊ရခိုင်ကံယူတန်း မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေတို့မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီ15မိုင်မှ25မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလိုင်းအသင်တင်မှာလိုင်းကြီးနိုင်ပါတယ်။နေပြီးတော့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်ဆက်မိုးထစ်ချုံရွာနိုင်ပါတယ်။အရာဝတီတိုင်းပဲခူးတိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပြီး စကိုင်းတိုင်းအထက်ပိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။မြန်မာတနိုင်ငံလုံးမှာပုံမှန်အပူချိန်အောက်ကိုကြာဆင်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနည်းနဲ့ဗော်လမြိုင်မြို့နဲ့တဝဲမြို့တို့မှာ32ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ33ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာခရမ်းလုံရောင်ကြီးအညွန်ကဲအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်ပြီးတော့ကျန်ဒေသတွေမှာတော့ အလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခံမှန်းရရှိပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ဒီတော်ကုမ္ပဏီကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လေထိုင်ရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တောင်လေထိုင်ရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လေထိုင် Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသေးတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။လန်နက်ကိုင်ပဏိပခရီနဲ့စစ်ပွဲတွေကြာမှာရှင်သန်ရက်ဒီဖို့မိသားစုနဲ့အတူ ရှိနေခြင်းဟာခွန်အားတစ်ခုပါပဲ။တံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူ လုံခြုံတဲ့နေရာတစ်ခုကျွန်တော်တို့ဖန်တီးကြပါစို့။ကိုပတ်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီး တဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ်တကယ်တမ်းပြောရရင်ဒီဟာကဘုံခုခြင်းတစ်ခုတက်ပူပါတယ်ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမှာကွာဘုံခုရာနေရာတစ်ခုပေါ့ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင် ိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်။ကျွန်တော်တို့နဲ့အတူ လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုတည်ဆောက်ကြရအောင်။မိသားစုတစုပုံခုနိုင်မဲ့ဘုံခုခြင်းတစ်ခုအတွက်၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ခြင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။ အမိုးအတွက်6လက်မှပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်6လက်မှပတ်လည် PPC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အပုံစံချိုးထားပေးပါ။အပေါ်ကနေပလတ်စတစ်ဘိုးကာတံပြားပြင်ပြားတစ်ခုခုခင်းပါ။တဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကို အလျားတစ်ထက်အနံတစ်ထက်ထပ်ခင်းပေးပါ။ပြီးမှဝက်ကက်ခင်းပါ။ဒီဖို့ပါ။ရင်မွေအောင်ကျင်းပတ်ပတ်လည်မှာရင်နှုတ်မြောင်တူပေးပါ။ စောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram Channel, DVB TV, Facebook, YouTube တို့မှာကြူအောင်စကန်ဖတ်ပြီးကြည့်ရှုလိုက်ပါမိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းခိုစို့